မြန်မာနိုင်ငံကငလီယင်ဘေးတင်ဒေတာတွေရှိစီးပွားရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးကြိုးပမ်းရမယ်လို့နာဆာကဥက္ကဋ္ဌပြောကြားချက်အရဘလို့စီးပွားရေးလုပ်ငန်းကိုဦးစားပေးကူညီမှာလဲလို့စီးပွားရေးလုပ်ငန်းရှင်တွေကမေးခွန်းထုတ်နေကြပါတယ်။2025ခုနှစ်မက်စလာ28ရက်ကမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုပြီးပြင်အားခွန်တသမခွန်အစင်ရှိငလီယင်လောက်ခတ်ခဲ့ပြီးဟိုတယ်တွေလူနေအိမ်တွေဘာသာရေးအဆောက်အုံတွေလန်ဒတာတွေတာဝါတိုင်တွေပျက်စီးဆုံးရှုံးခဲ့တယ်လို့လူပေါင်း3900ကျော်သေဆုံးပြီး9000ကျော်ထိခိုက် တန်ရာရရှိခဲ့ပါတယ်။ငလီရင်ဆောင်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းတွေထိခိုက်နေသလိုအမကန်ကုမ္ပဏီတွေလည်းထိခိုက်နေကြောင်းသေးစားအလက်စားလုပ်ငန်းတွေလည်းထိခိုက်လျက်ရှိကြောင်းစီးပွားရေးလုပ်ငန်းရှင်ဥအောင်ပြည်စုံကဆင်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ကျွန်တော်တို့ကသေးစားလက်စားလုပ်ငန်းရှင်တွေကိုထောက်ပံ့ပါလား။ဒါမှမဟုတ်လို့ရှိရင်တကယ်ကြီးကြီးတွေကိုကျွန်တော်တို့ကထောက်ပံ့ပေးပါလား။ဒါမှမဟုတ်လို့ရှိရင်စီးပွားရေးလုပ်ငန်းတွေကိုမထောက်ပံ့လို့လည်းဒီစနစ်လုပ်တဲ့သားရဲ့ဒီလုပ်သားတွေပေါ့နော်။အခြေခံလုပ်ငန်းသားတွေကိုထောက်ပံ့ပေးမှလားဆိုတဲ့အခါရှိတယ်။ဒီရေငြိမ်းဆန်တဲ့စကလုံးတွေနဲ့ဒီညမှာမပြောသင့်တော့ဘူးလေ။ဒီရေငြိမ်းဆ ဆောင်တဲ့စကလုံးတွေဆိုတာကျွန်တော်တို့စီမားရေးတွေပြန်လည်ကူစားပေးနိုင်အောင်လုပ်ပါမယ်အကြီးအကဲလူလူတွေစာဝတ်နေကြီးတွေထောင်လေအောင်လုပ်ပါမယ်ဆိုတဲ့စကလုံးတွေကဒီစကလုံးတွေကျွန်တော်တို့ကကြားခဲ့ရတာလည်းဟိုနှစ်တွေလည်းမနည်းတော့ဘူးပေါ့နော်လူတွေရပြီးကြတဲ့ကကျွန်တော်တို့ကအစိုးရတည်းပြက်လာရင်ကြားလာတယ်အဲ့ဒီလိုမျိုးတွေထက် 滴滴幺幺在那有个，真牛！就看人家在咱阿哥外家的，每张嘴白都一张嘴的，高兴的在那都流鼻沫出来还没有，在那滴滴姐姐擦边过。滴完一弄完滴，轻微的鼻沫出来，在那狗肥壮，我来拿一卷烟的就底下一个。那为啥呢？狗肥壮没见着我养的调皮蛋的，轻微的，点了三百内个，六万块钱嘛，不要来收账标的，他媳妇包月账标的，他有一百，拿一撇撇的米钱嘛。哎呦，一路下的有是那老邓家就味道，我这样的也是狗屁过来了。狗就我这急的六万块钱来，六六过就妥了。俺爹爸妈妈走家里面，一到晚上就有那个的，给滴滴幺幺。 ရောက်လိုအပ်တဲ့လုပ်ငန်းတွေကျွန်တော်တို့လိုအပ်တယ်။စီးပွားရေးလုပ်ငန်းတွေလဲပတ်နိုင်ရေးနဲ့အလုပ်ကိုင်းခွင်လန်းတွေရရှိရေးအတွက်နိုင်ငံတော်ကငွေကျပ်ဘီလီယံ900ကိုချေထုတ်ပေးဖို့ရာထားကြောင်းမိမိအနေနဲ့226ဘီလီယံကိုထုတ်ပေးလိုကြောင်းတည်ချက်တွေအပါအဝင်စက်ရုံအလုပ်ရုံတွေကိုစီးပွားရေးမြင့်တင်ရေးအတွက် ထုတ်ချေပေးလိုကြောင်း ဲ့ဒီနောက်ဘလို့အတိုးနှုံးနဲ့ပေးလို့ရနိုင်မလဲစဉ်းစားညင်နိုင်ဖို့လိုကြောင်းနာဆာကဩခရဘုဂျုံမူကြီးမင်းအောင်လိုင်က2025ခုနှစ်မေလ30ရက်ကပြောပါရယ်အစိုးရတရဟာသူတို့သတ်မှတ်ထားတဲ့မူဝါဒအတိုင်းသာလုပ်လို့ရှိပြီးအများပြည်လူသောဆန္ဒကိုလိုက်လံအကောင့်ထဲဖော်ပေးလို့မရှိကြောင်းစီဝါရေးလေလာသုံးသက်သူတို့ကဆီယနိုင်သတင်းဌာနကိုပြောပါရယ်အခုဒီစကလင်ဘေးတင်ဒေသပေါ့ဒီသခိုင်းမန္တလေးနေပြီးတော့ဒီကြားထဲကမြို့တွေပေါ့လေဖြစ်သွားတာဆိုတော့အဲ့ဟာတွေကသူအဓိကဦးစားပေးပြီးတော့လုပ်ကြည့်ကြတယ်ဘုမတ်ခင်မှာ run လို့ရအောင်ပေါ့ချုပ်ဆေးုံနေ တော်တော်ပြက်စီးသွားတာလေ mobile clinic တွေရောဘာတွေရောညာတွေရောအဲ့လိုမျိုးချက်ချင်းတော့သူရေးပေါ်တုံ့ပြန်ပြီးတော့ကြိုးစားဆောင်ရွက်နေရတော့ရှိတယ်။သူကပြန်လေဆိုတော့ဒီကာလမှာခုလမ်းနေဆိုရင်ဟိုပြက်စီးသွားတယ်ပြန်ပြင်ပြန်ပြင်ထားပြီးခုလူတွေနေကြမရှိတဲ့ဟာတွေကြတော့ရောရောတဲ့ဖုန်းကြီးเจ้าမှာသွားနေရတာရှိတယ်။အဲတချို့ကြတော့လေဒီရက်စောက်အုပ်ချုပ်ရေးမှုနဲ့ချိတ်ဆက်ပြီးတော့အဲ့လိုမျိုးမလင်ဘေးပင့်စခန်းနေဆိုပြီးတော့အဲ့ဒီမှာရက်ရွာမှာလောက်ထားတာရှိတယ်။ဥပမာမန္တလေးမှာဆိုကျွန်တော်တွေ့ခဲ့တယ်ပန်းရံနေတဲ့မှာယာယီတဲတွေထိုးပြီးတော့လေမျိုးနယ်ဖျားရင်အစီအစဉ်လေးနဲ့သူတိုက်တိတိောက်ပြီးအဲ့မှာထားတယ်။အိမ်ဆောက်ဖို့ဆိုတော့တနက်ပေးမလားမပေးမလားတော့မသိဘူး ဟိုဟိုအိမ်မှာအိမ်အိုးရင်ပြည့်စည်သွားရင်တအိမ်တော်မလောက်ဆုံးပေါ့နိုင်ငံတော်အနေနဲ့အဲလိုမျိုးပြန်လဲပြီးတော့ပေးတာပေးရတာမျိုးရှိနေချင်းတယ်ဒါကတော့သူတို့ပုံမပေါ့နော်မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကပြည်ယခွန်တက်သမခွန်အစဉ်ရှိငလင်းလောက်ခတ်မှုကြောင့် နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့မှာလူပေါင်း6သိန်းကျော်ငလျင်ဘေးတင်ခဲ့ပါတယ်။အဒီနောက်စီးပွားရေးလုပ်ငန်းတွေပြိုလဲသွားသလိုနေရာအိမ်တွေလည်းပျက်စီးသွားခဲ့ကငလျင်ကယ်ဆယ်ရေးစခန်းတွေနဲ့နှိစက်ရနေရာတွေမှာနေထိုင်နေကြရပါတယ်။